Hello everyone. Shui Education ကနေပြီးတော့မှ basic English grammar လေးတွေကိုတင်ပေးနေရ။ဒီနေ့နဲ့ဆိုရင် episode 10ဖြစ်သွားပါပြီ။ episode 10မှာကျမတို့ဗာကြည့်မှာလေဆိုတော့ verb to do ကို question and answer ဘယ်လိုလုပ်ကြမလဲဆိုတာကြည့်မယ်။အဲ့တော့ပြီးခဲ့တဲ့ episode 9မှာတော့က verb to do ကို စာချောင်းရေးတာလေးတွေပြောပြီးသွားပြီအဲ့ဒီတော့ကျမတို့ဒီနေ့မှာမိခွန်းရဲ့အဖြစ်လေးတွေဘယ်လိုလုပ်မှလဲအငင်းစာချောင်းလေးတွေဘယ်လိုရေးမလဲဆိုတာလေးကိုပြောရအောင် verb to do ရဲ့သဘောတရားဒီ verb to have နဲ့တော်တော်ကြီးဆင်ပါတယ်လွယ်လဲလွယ်တဲ့အဲ့ဒီအတိုင်းလေးပဲဘာမှထူးထူးခြားခြားပြောင်းလဲသွားတာမရှိဘူးဒါပေမဲ့ common mistake လို့ခေါ်တဲ့အော်တော်တော်များများမှားတတ်တဲ့အမှားလေးတွေတော့ရှိတယ်အဲ့ဒါလေးကိုကျွန်မဒီနေ့ပြောပြမယ်ကိုကအဲ့လိုမျိုးအမှားလေးတွေမှားတတ်သလားမှားခဲ့ဘူးလားဆိုတော့လည်းပြန်ကြည့်ကြည့်ပေါ့နော် okay let's get started be your half year do ရဲ့အကြောင်းပြောတယ်ဒီနေ့ကကျတော့ verb to do ရဲ့ မေးခွန်းကိုပြောမှာအဲ့တော့ဘီမာတော့ကကြတော့မင်းဒါဖြစ်သလားဖြစ်တယ်မဖြစ်ဘူး half မှာမင်းမာဒါရှိသလားရှိတယ်မရှိဘူး do မှာကြတော့အဲလုတ်တာကိုပြောနေရလေနော်အိမ်အလုတ်လုတ်တယ်အိမ်စာလုတ်တယ်လုတ်တာပြောရဲဆိုတော့မင်းဒါကိုပြုတ်လုတ်တလားအဲ့လိုဖြစ်မိတာဖြစ်သွားမယ်အဲ့တော့လားနဲ့မေးတော့လုတ်တယ်မလုတ်ဘူးပေါ့အဲ့လိုမျိုးဖြေရမယ် ဒါလေးကသိပြီးသားပဲဒီ episode တောက်လျှောက်တွေမှာအာကျမဒါလေးကိုပြောပြောလာတာ do ဆိုရင် i will you they ဆိုရင် do he she it ဆိုရင် does activities day work day responsibilities day အတွက်သုံးတယ်ဆိုပြီးတော့မှလည်းပြီးခဲ့တဲ့ episode မှာ ပြောပြီးသွားပြီအဲ့တော့ဒါလေးကိုသုံးတက်လောက်ပါပြီ verb to have မှာမှတ်မိလား question မေးလို့ရှိရင် subject က တယောက်တည်းပြုတ်လောက်တဲ့သူကတယောက်တည်းဖြစ်နေတယ်ဆိုရင် darts နဲ့မေးမယ်ပြီးရင် half သုံးမယ်လို့ပြောခဲ့တယ်ဒီမှာလဲအဲ့ဒီတိုင်းပဲ darts နဲ့မေးမယ်ဒါပေမဲ့ half နေရာမှာဘာထည့်လိုက်လဲဆိုတော့ verb to do ဖြစ်တဲ့အတွက် do ကိုထည့်မယ်တွေ့လားအဲ့ဒါကြောင့်မလို့ပြအတူတူပဲဘာမှသိမ့်မကွာတော့ဘူးသဘောတရားကိုနားလည်လာလို့ရှိရင် เอซิเซဖြစ်လာလိမ့်မယ် step by step ပေါ့เนาะတဆင့်ချင်းပေါ့ Susan that's homework Susan ကအိမ်စာလုပ်တယ် Susan that's homework အဲ့တော့ Susan အိမ်စာလုပ်သလားလို့ပြောရင် Susan ဘယ်နှယောက်လဲတယောက်တည်းမဟုတ်လို့ that's နဲ့မေးမယ်ပြီးရင် Susan ပြန်ထည့်မယ် verb to do မဟုတ်လို့ do ပဲထားမယ် that's Susan to homework Susan ကအိမ်စာလုပ်သလား ်အကယ်၍ Susan မှာအင်စာရှိသလားဆိုရင် that Susan have homework အဲ့လိုပြောမှာပေါ့ဟုတ်တယ်ဟုတ်ဒီမှာကျတော့ have မဟုတ်တော့ရှိလားလို့မေးရမဟုတ်လောက်သလားလို့မေးတာအဲ့တော့ that Susan do homework verb to have မှာတော့ origin နဲ့ verb to have ဖြစ်တဲ့ have ကိုသုံးတယ်လို့ပဲ verb to do မှာလည်းသူ့ရဲ့ origin နဲ့မူရင်းတိုင်း do လို့ပဲသုံးမယ်။သွားပြီးတော့ that's တွေပိုင်းမလုပ်နဲ့။ဘာဖြစ်လို့ဆိုတော့ question ရဲ့ရှေ့ဆုံးမှာ that's နဲ့ maybe သွားပြီ။ John does housework. John ကအိမ်အလုပ်လုပ်တယ်။ Does John do housework? John အိမ်အလုပ်လုပ်သလားဆိုရင် that's နဲ့မေးမယ်။ပြီးရင် do တိုင်းပြန်ထည့်မယ် housework. See? he does the dishes သူကပုဂံနေစေးတယ်အဲ့တော့ he ကတယောက်တည်းမဟုတ်လို့ does နဲ့မေးမယ် he ကိုပြန်ထည့်မယ် verb to do မဟုတ်လို့ do ပဲထားမယ် the dishes does he do the dishes okay do နဲ့မေးကြရအောင် i do homework ငါကအင်စာလုပ်တယ်အဲ့တော့နင်းအင်စာလောက်လားလို့ပြောရင်ကိုကိုကိုပြန်မေးမှာမဟုတ်ဘူးသူများကိုမေးမှာဆိုတော့ယူဖြစ်မှာပေါ့ အဲ့တော့ you ဆိုတော့ဘာနဲ့လဲ do နဲ့မေးမှာပေါ့ do you original do သည် do ပဲ homework do you do homework me အိမ်စာလုပ်သလားအဲ့လိုဖြစ်သွားမယ် we do housework ငါတို့တွေအိမ်အလုပ်လုပ်ကြတယ်အဲ့တော့မင်းတို့တွေအိမ်အလုပ်လုပ်သလားလို့မေးတဲ့အခါကျရင် မင်းတို့တွေဆိုပြီးသူများအောင်မင်းယူနဲ့ပဲမေးပါလေနော်အဲ့ဒါကြောင့်မို့လို့ do နဲ့ပြန်မေးမယ် do ပြန်နဲ့ယူလာမယ် verb to do the original အတိုင်း do ပဲထားမယ် housework do you do housework မင်းတို့အိမ်အလုံးလုပ်သလား you ကိုမင်းမင်းတို့သင်သင်တို့ဆိုပြီးတော့နှစ်မျိုးသုံးလို့ရတယ်နော်ဖြေတော့တာ i နဲ့ we နဲ့မတူ क्वे သွားတာ they do the laundry sorry ဒီနေရာမှာ L A U N D R Y เนาะကျမအတိုက်ပင်ရိုက်တာမှားလို့ A R Y ဖြစ်သွားတယ်ဒုတိယစာကြောင်းမှာ they do the laundry သူတို့တွေအဝတ်လျှော်တယ်သူတို့အဝတ်လျှော်လားလို့မင်းရင် do they do the laundry they อ่ะအများမို့လို့ do နဲ့မေးမယ်ပြီးရင် they ပြန်ထည့်မယ် verb to do ဒီ do ပဲ do they do the laundry သူတို့တွေအဝတ်လျှော်ကြသလားအဲ့လိုမေးခွန်းဖြစ်သွားမှာ ဟုတ်ပြီနော်အဲ့တော့ L A U N D R Y မဲ့နော်ကျမတိုက်ပင်မှားလို့ L A U N D A R Y ဖြစ်နေတာအဲ့ဒါ address တောင်းမှန်ပါတယ်ဆက်ကြည့်ရအောင် common mistake တော်တော်များများမှားကြတဲ့အမှားလာပြီမေးခွန်းမေးရင်ဘာလို့မှားတာလဲဆိုရင်ဒီလိုမေးကြတာ do you do homework လို့မေးရမှာ哦 do you do မှာ do တွေဖြုတ်ခဲ့ပြီးတော့ do you homework ဆိုရင် main ကအိမ်အလုပ် လောက်တလားလို့လည်းမေးလို့မရဘူးဖြစ်တလားလို့လည်းမေးလို့မရဘူးဘယ်လိုကြီးဖြစ်သွားမှမသိဘူး action မပါလာဘူးတွေ့လား do you homework do you housework do they the laundry အဲ့လိုမျိုးတွေ common mistake do တွေကြံခဲ့တာအဲ့လိုမျိုးတွေမှားကြတာဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့အဲ့လိုမှားတာလဲဆိုတော့ do နဲ့စပြီးတော့မေးရမယ် does နဲ့စပြီးတော့မှမေးရမယ်ဆိုတော့ဟာကို တုံးလိုက်ပြီးတော့မှ အလဲမှာပြန်ထည့်ရမယ်တကယ်အလုံးလုံးတဲ့ action verb ဖြစ်တဲ့ do တွေကိုကြံကြံခဲ့တာအဲ့မှာနားလည်မှုလွဲသွားတာအဲ့တော့ do တွေမိကြံတက်ပါတယ်အလဲမှာတကယ် action လုပ်တဲ့ do တွေမိကြံခဲ့တယ်အဲ့ဒါအများစုကအဲ့ဒီအမှားမှားတယ် ဟုတ်လားမဟုတ်ဘူးလားဆိုတော့ကိုကိုကိုပြန်ပြီးတော့မှစဉ်းစားကြည့်အဲ့ဒါမှားကိုမှားတယ် learner state တော်တော်များများအဲ့လိုမျိုးမှားကြတယ်เนาะအဲ့တော့မေးခွန်းမေးရတဲ့ do that's နဲ့မဆိုင်ဘူးเนาะ verb to have မှာတော့ငါလိုပဲ have သုံးခဲ့တယ်လို့ပဲ verb to do မှာ do ပြန်သုံးမယ်เนาะ do ပြန်သုံးမယ်เนาะရှေ့မှာရှိရဲ့ဒီပြောထားတဲ့အဥ္စာကိုလုံးဝမမေ့နဲ့เนาะအဲ့ဒါမှားတတ်တဲ့အမှားကိုတခါတည်းပြောပြလိုက်တာပါ okay အဲ့ဒီတော့မြန်မာလူပြောလို့ရှိရင်မင်းဒါကိုပြုတ်လုတ်သလားမင်းဒါလုတ်သလားပေါ့အဲ့တော့လုတ်တယ်မလုတ်ဘူးလို့ပဲဖြေရမှာပေါ့နော်ဟဲ့နေဒါလုတ်လားနေလေးချင်ငန်းလုတ်လားအင်စာလုတ်လားလုတ်တယ်မလုတ်ဘူးအဲ့လိုပဲဖြေမှာဆိုတော့အမ် yes no နဲ့ပဲဖြေမှာပေါ့ yes no နဲ့ပဲဖြေမှာပေါ့ ဟုတ်ပြီနော်လာမေကွန်းနေဖြစ်တဲ့အတွက် yes no နော်အခုထထိတင်သမျှတွေမှာလားတွေပဲရှိသေးတယ်လဲမေကွန်းမပါသေးဘူးဘာလို့တလဲဘယ်ချိန်မှာဘာစားလဲဆိုရဲလဲတွေမပါသေးဘူးလားပဲပြောနေတာ yes no ကိစ္စကိုပဲအရင်ဥဆုံးရှင်းထုတ်နေတာ okay အဲ့တော့ဒီမှာ yes နဲ့ပြေတော့မယ် does susan do homework susan ကအင်စာလုပ်သလားလုပ်တယ်ဆိုရင် yes စူဆန်ကယောက်ျားလေးလားမင်းကလေးလား main ကလေးမို့လို့ pronoun မှာ she yes she ပြီးရနဲ့ she ရတယောက်တည်းမို့လို့ do လား does လား does yes she does yes she does တနည်းအားဖြင့်ကျမတို့ဗာကြည့်လို့ရလဲဆိုတော့ yes she ဆိုပြီးတော့မှနောက်က do လေးကိုပြန်ထည့်တာထည့်လိုက်ရနောက်က do ဒါပေမဲ့စူဆန်တယောက်တည်းမို့လို့ es ထည့်တာမို့လို့ does ဖြစ်သွား ဒီတိုင်းပဲလွယ်လွယ်ကူကူအတူောက်လေးပဲပြောမယ် yes she does ဆိုရင်လုံလောက်တယ်လုံလောက်တယ်အများကြီးရှေရှေလျားလျားကြီးတွေလိုက်ဖြည့်နေစရာမလိုဒါမဲ့လေဖြည့်ချင်တပါဆိုရင်တော့ဖြည့်ပေါ့ကွယ်ဖြည့်ချင်တပါအပြည့်ဖြည့်မယ်ဆိုရင် yes she does homework မိကောမှာပါတဲ့ homework ကိုပြန်ထည့် yes she does homework သူအင်စာလုတ်တယ်အဲ့တော့ information ကိုအပြည့်ပေးတယ်လို့တော့ဖြစ်သွားတာပေါ့ ဟုတ်ပြီနော် now uh, example ကြည့်မယ် does he do the dishes သူကပကံဆေးသလားဆေးတယ်ဆိုရင် yes he does ဒါပဲ does နဲ့မလို့ does နဲ့ဖြေမယ်ဒါပဲ yes he does အဲ့လိုမဟုတ်ဘဲနဲ့အပြည့်ဖြေချင်တယ်ဆိုရင်မိကွန်းမှာရှိတာပြန်ကူ yes he does the dishes ဟုတ်ပြီနော်အဲ့တော့ကျောင်းမှာဆိုလို့ရှိရင်တော့ဆရာဆရာမတွေကဟိုအပြည့်အသင်ပေးတာလည်းရှိတယ် she does he does လောက်နဲ့ရက်လိုက်တာမျိုးလည်းရှိတယ်။အဲ့တော့ကိုအဆင်ပြေတယ်လို့သုံးလို့ရတယ်။နှစ်မျိုးစလုံးကမှန်လားဆိုနှစ်မျိုးစလုံးမှန်တယ်။ဒါပေမဲ့ဒီနေရာမှာကျွန်မပြောချင်တာတော့အမ်သူများကမေးခွန်းမေးနေပြီ။အ do you do homework? Yes I do ဆိုရင်လုံလောက်ပါပြီ။အများကြီးမေးခွန်းကိုပြန်ကြော့ပြီးတော့မှဆွဲနေစရာမလိုဘူး။အတိုလေးကိုပဲဖြေပါ။အတိုလေးနဲ့ပဲစကားပြောပါ။အဲ့လောက်ဆိုရင်လုံးဝလုံလောက်ပါတယ်။အရှိကြီးက ကြတော့မေခွန်းမှာမေမေခွန်းမှာပြန်ပါဆိုတော့နှစ်ခါကြော့ကြော့ပြီးပြောနေရတယ်လို့ဖြစ်တာပေါ့เนาะအဲ့တော့အတူနဲ့ဖြေတာတော့ပို့ပြီးတော့မှအသုံးများပါတယ် Okay အဲ့တော့ no နဲ့ဖြေကြည့်ရအောင် Does Susan do homework? Susan ကအင်္ဇာလုပ်သလားမလုပ်ဘူးဆိုရင် no. Susan ကယောက်ျားလေးလား main clip လား main clip ဖြစ်တဲ့တော့ she. Does ဆိုရင် does ထည့်လိုက်ပြီးပြီးရင် not လေးထည့်လိုက်ရုံပဲ. No, she does not. Does not မလို့ does not ဖြစ်တယ် not ထည့်တယ်ဒါပဲ. No she does not. ဒါမှမဟုတ်လို့အရှိကောက်ဖြေချင်တပတ်ဆိုဖြေလို့တော့ရတယ်ဒါပေမဲ့အဲ့လောက်ကြီးမလိုပါဘူးကျမကဒီမှာ grammatically အရ grammar ကြကြတော့မှန်တယ် information အပြည့်အစုံပေးတာမျိုးဆိုရင်မှန်တယ်လို့ပြောတာဒါပေမဲ့စကားပြောတဲ့အခါမှာတော့ no she does not ဆိုရင်လုံလောက်တယ် no she does not do homework လို့မေးခွန်းယူပြန်ကြော့ပြီးအရှိကြီးရှေပြီးတော့ဖြေနေရတာမောတယ်ပေါ့နော်အဲ့တော့အတူလေးပဲဖြေပါဒါကတော့အများစုက speaking မှာဒီတိုင်းလေးပဲသုံးပါတယ် Does he do the dishes? No, he does not. အဲ့လိုလေးဖြစ်ရင်ရပြီအဲ့တော့ကျွန်မပြီးခဲ့တဲ့အာ verb to have မှာသင်ခဲ့တယ် that's not ကိုအတူကောက်ရေးရင် doesn't ဒီမှာလည်းအဲ့တိုင်းပဲ no she does not လို့မပြောချင်ဘူးလို့ပြောမလဲ no she doesn't no he doesn't အဲ့လိုလေးပြောလိုက်ရုံပဲ okay အဲ့လိုမျိုးပါကြည့်ရအောင် do နဲ့မေးမယ် do you do homework Yes, I do. Yes, I do homework. ဆိုရှေးကြီးကိုဖြည့်စရာမလိုဘူး။ဖြည့်ချင်လဲရတယ်။ဘာမှတော့မမှားဘူး။ဒါပေမဲ့အလောက်ကြီးမလိုဘူးလို့ပြောချင်တာ။ Yes, I do နဲ့တင် enough ဖြစ်တယ်လုံလောက်မှုရှိတယ်။ Do they do the laundry? ဒီမှာလဲ laundry စာလုံးပေါင်းမှားပြန်ပြီ။ကျမတိုက်ပြင်မှာမှားတာ။အဲ့လိုမျိုးကြည့်လိုက်တော့စာလုံးပေါင်းအမှန်အကွက်တည်နေတယ်ရေးလိုက်တာလက်ကလက်ကွက်မှာမှားရိုက်မိတယ် Do they do the laundry? ဆိုရင် yes ဟုတ်တယ် they do ဒါပဲ yes they do the lottery တဲ့အခြေအနေတွေမပြောလဲဘာမှမဖြစ်ဘူး yes they do နဲ့တင်လုံလောက်တယ်အဲ့လိုမျိုးပြောလို့ရတယ် okay no နဲ့ပြောကြည့်အောင် no နဲ့ဆိုရင် do you do homework no i do not ဒါပဲ no i do not do homework အခြေအနေတွေသွားပြီးတော့မှဖြေစရာမလိုဘူး no i do not do they do the laundry no they do not ရပြီအဲ့တော့ do not ရဲ့အတူကောက်ကပါလဲ don't no i don't no you don't no they don't ဆိုရင်ရပါပြီ again laundry ဆက်လုံးပေါင်းကျွန်မတိုက်ပင်မှားနေပါတယ်ဒီနေ့ကတိုက်ပင်နေပါလို့အလောက်မှားနေရလဲမသိဘူး okay ဆိုတော့ဒီလောက်ဆိုရင် no နဲ့လည်းဖြည့်တတ်ပြီ အဲ့ဒီတော့နောက်ဆုံးအနေနဲ့ကျမကဗာလေးတင်ပေးခြင်းလဲဆိုရင် batch ဆိုတဲ့ဆာလုံးဆာလုံးလေးတစ်ခုတင်ပေးပါမယ်။ပြီးခဲ့တဲ့တစ်ခေါက်က and and ဆိုတာလေးတင်ပေးတယ်။ and go နောက်နှစ်ခုပေါင်းတဲ့အခါမှာ next နှစ်အလိုဘာသာပြန်တယ်။စာကြောင်းနှစ်ကြောင်းဆိုရင်နှစ်ပြီး dot အဲ့ဒါဘီတော့အလိုမျိုးဘာသာပြန်ပါတယ်ဘတ်မှာကျတော့ဒါဘီမဲ့အဲ့တော့ဒါဘီမဲ့ဆိုတာကြီးကိုစဉ်းစားကြည့်လေ ဒါပေမဲ့နဲ့ဆက်ပြီးဆိုရဲကရှေ့စာကြောင်းနဲ့နောက်စာကြောင်းတွေအတိတ်ပဲအများအားဆန့်ကျင်ဘက်ဖြစ်နေရမယ်။ရှေ့စာကြောင်းနဲ့နောက်စာကြောင်းတွေအတိတ်ပဲလုံးဝဆန့်ကျင်ဘက်ဖြစ်မှာဒါပေမဲ့ကိုထည့်လို့ရမှာ။အတိတ်ပဲစင်တူနေလို့ရှိရင်ဒါပေမဲ့ထည့်လို့မရဘူး။ AND AND ကိုသွားထည့်မှာပေါ့။ဒီမှာကျတော့အတိတ်ပဲဆန့်ကျင်ဘက်ဖြစ်ရမယ်။အဲ့တော့ဆန့်ကျင်ဘက်ကိုဘယ်မှာထည့်မလဲဆိုရင်အဲ not ထည့်လိုက်ရင်ဆန့်ကျင်ဘက်ဖြစ်သွားမယ်။ ဟုတ်ပြီနော် adjective တင်တဲ့သင်ခန်းစာကြရင်တော့ adjective တွေရဲ့စမ်းကျင်ဘက်တွေကိုသင်ပေးအောင်မယ်ဒါပေမဲ့ဒီမှာက verb အကြောင်းပဲပြောနေတော့ verb ကိုပဲအငင်းလုပ်ပြရမှာ i do the dishes ငါပကံစီးတယ် but he doesn't ဒါပေမဲ့သူကြတော့ပကံမစီးဘူးအဲ့တော့ရှေ့မှာ i do the dishes ပါပြီးပြီဆိုတော့နောက်မှာ he doesn't do the dishes တဲ့အရှိမဖြေလဲရတယ် I do the dishes but he doesn't ငါပကံဆေးတယ်ဒါပေမဲ့ तू မဆေးဘူး Susan does the laundry. ဒီမှာ laundry တော့ဆာလုံးပေါက်မှန်သွားပြီ။ဟဲ့ဟဲ့ Susan does the laundry. Susan ကအဝတ်လျှော်တယ် but John doesn't. John အဝတ်မလျှော်ဘူး။ We do exercises. ငါတို့လေ့ကျင့်ခန်းလုပ်ကြတယ် but they don't. ဒါပေမဲ့သူတို့မလုပ်ကြဘူး။ဒါလေးပဲခတ်သွားလား။ မခတ်ဘူးနော်ခေါင်းအေးအေးလေးထားလိုက်မခတ်ဘူးနော်အဲ့တော့ပထမစာကြောင်းရေးပြီးကောမာလေးကုတ်ပါအကွေးလေးအောက်မှာရေးထားတဲ့ comma လေး I do the dishes comma but he doesn't Susan does the laundry comma but John doesn't We do exercises but they don't ဒါလေးပဲ very simple အဲ့တော့ verb to have ရဲ့ verb to do ရဲ့သဘောတရားတွေတော်တော်လေးဆင်လာပြီ။အာ verb to be မှာပဲတီးတန့်ကွဲထွက်နေတဲ့လိုမျိုးဖြစ်တာ။ဟုတ်ပြီနော်အငင်းနေလို့ဖို့ကအငင်းနေလို့ဖို့ကဒါပေမဲ့ verb to do ရဲ့ verb to have ရဲ့ကိုအငင်းနေသွားတဲ့သဘောတရားတွေ question မေးတာတွေဒီဆင်တူလာပြီ။အဲ့ဒီတော့ جماعه ဒီမှာအဆုံးသတ်နေမယ်အပိုလေးတစ်ခုပြပြချင်ပါတယ်။အဲ့ဒါဘာလဲဆိုရင် جماعه ပြောခဲ့တဲ့ beginner level မှာ verb to do ရဲ့ verb to be ရဲ့ verb to have သုံးခုကိုကျွမ်းကျင်ပိုင်နိုင်နေဖို့လိုတယ်လို့ကျွန်မပြောခဲ့တယ်။အဲ့ဒီတော့ now တိထားရမှာဒီ verb to do verb to be verb to have the main verb main verb ဆိုတာအဓိကကြတဲ့ verb တွေပေါ့နော်သူတို့ပဲလုပ်တယ်သူတို့ပဲပိုင်တယ်သူတို့ပဲရှိတယ်ဆိုတဲ့သဘောမျိုးအဲ့လိုမျိုးမှမဟုတ်ဘဲနဲ့တခြားသော verb တွေကို အထောက်အပံ့ပေးရတဲ့ကူညီမှုပေးရတဲ့ auxiliary verb အနေနဲ့လည်းသုံးပါတယ် helping verb လို့လည်းတချို့တွေကခေါ်တယ်ဒီ verb သုံးခုကိုအဲ့ဒါတွေကတော့ကျွန်မတခြား action verb တွေကိုသင်တဲ့အခါကျရင်ပြောပြမယ် တခြား action verb တွေဆိုတာဘာလဲဆိုရင် eat တို့ sleep တို့ travel go come အဲ့လိုမျိုး action လုပ်တဲ့ verb တွေပေါ့နော်အဲ့ဒီ verb တွေအကြောင်းကိုသင်တဲ့အခါကျရင်တော့ကျမတို့ရဲ့ helping verb ဖြစ်တဲ့ auxiliary verb ဖြစ်တဲ့အရေးပါပုံလေးကိုပြောပြပါမယ် တနည်းအားဖြင့်အငင်းနေလောက်တဲ့ဟာတွေပြီးရခါတချို့သော tense တွေမှာ main verb တွေသူတို့ကသူတို့မနေပဲနဲ့သူတို့အဲ့ verb to be ရဲ့ verb to have ရဲ့ verb to do ရဲ့ကိုသွားလေရတကောက်ကောက်အဲ့လိုခေါ်သွားတဲ့ဟာမျိုးအဲ့လိုမျိုးလေးလောက်တဲ့တဲ့အဲ့ဒါလေးတွေကတော့တခြား lesson တွေတခြား tenses တွေမှာ တွေ့ရပါလိမ့်မယ်ဒါကတော့ be ရဲ့ do ရဲ့ half ရဲ့ကိုကျမတို့လုံးဝ သူတို့ကိုယ်ပိုင်အနေနဲ့လှုပ်ရှားတဲ့အရာတွေပြုလုပ်တဲ့အရာတွေပိုင်ဆိုင်တဲ့အရာတွေရှိတဲ့ဟာတွေဖြစ်တဲ့ဟာတွေကိုသုံးနေအပုံစံတွေရဲ့သူတို့ကို question လောက်တာတွေ answer လောက်တာတွေစာကြောင်းတိဆောက်တာတွေအငင်းစာကြောင်းတိဆောက်တာတွေကိုဒီသင်ခန်းစာဆက်အခုမှကျွန်တော်ပြောခဲ့တာပေါ့နော် so uh, we'll see you in the next video ပါ now that uh, let's မှာပြန်ပြီးတော့မှတွေ့ပါမယ်အကျွန်မရဲ့ရွှေ education ကို Subscribe uh, subscribe လုပ်ထားပေးပါရှင် ring the bell please now and say, and to me. goodbye everyone